ဗီဒီယိုအတင်းတင်းလုပ်မယ်ဆိုလို့ရှိရင်အခြေခံတိထားမယ့်အင်္ဂလိပ်စာဝေါ်ဝါတာတွေကိုကျွန်တော် part 2အနေနဲ့ထပ်ပြီးတော့ရှင်းပြပေးသားမှာဖြစ်ပါတယ်။အကြိုရေကျွန်တော်ရဲ့ part 1ဗီဒီယိုမကြည့်ရသေးဘူးဆိုလို့ရှင်ဒီမှာကျွန်တော်ပြထားပါရယ်။အဲ့မှာသွားကြည့်လိုက်။ visit salon လေးရှင်းပြပေးထားတယ်။ဒီမှာကတော့နောက်ထပ်အပိုင်းအနှစ်အနေနဲ့ကျွန်တော်ထပ်ပြီးတော့အသေးစိတ်လေးရှင်းပြပေးသားမှာဖြစ်ပါတယ်။ပထမဗီဒီယိုမှာပြောခဲ့သလိုပဲဒီစကလုံးတန်းကိုတော့ကျွန်တော်ဓာတ်ရိုက်ဘာသာပြန်လို့တော့အဆင်မပြေဘူးပေါ့နော်။အဲ့တော့အင်္ဂလိပ်လိုလေးပဲတစ်ခါတွဲပြီးတော့မှတ်ထားလိုက်တာပို့ပြီးတော့လွှဲပါလိမ့်မယ်။ပထမဆုံးတစ်ခုကတော့ကျွန်တော် crop လို့ခေါ်တယ်။ crop ဆိုတာကဒီ ဗီဒီယိုကိုကျွန်တော်ဒီဘေးတွေအပေါ်တွေအောက်တွေကိုကျွန်တော်ဖြတ်လိုက်တာကိုပြောချင်တာပဲဖြစ်ပါတယ်ကပ်ကပ်မှာဆိုလို့ရှိရင်ဒီမှာပေါ့နော် crop sheet ရဲ့ဒါလေးကိုနှိပ်လိုက်မယ်ဆိုတော့ဒီဘက်ဘေးပေါင်လေးတွေကိုကျွန်တော်ဒီလိုလေးဖြတ်မယ်အမ်ဖြတ်မယ်ဒါမှမဟုတ်ရှင်ဒီအပေါ်အဟောက်ဒီလိုလိုဖြတ်ချလို့ရတယ်ပြီးရနဲ့ကျွန်တော်ဒီမှာ confirm ကိုနှိပ်လိုက်ရုံမယ် crop load တော့ဘာလို့အများကြီးရှိရပြအာစာသားထိုးတာတို့ဘာလို့ညာတို့အသေးစိတ်ကျွန်တော်ရှင်းပြပေးထားတယ်ကျွန်တော်ရဲ့ cap cap master class ရှိပါတယ်ဒီဟာတက်ချင်တယ်ဆိုလို့ရှင်တော့ကျွန်တော်ကို comment လေးမှာလာရောက်ပြီးတော့ဆက်သွယ်မိမြန်လို့ရပါတယ် ော့နောက်ထပ်တစ်ခုကတော့ကျွန်တော် B roll လို့ခေါ်တယ်ဆိုတော့အခုကျွန်တော်ကင်မရာကိုကြည့်ပြီးတော့စကားပြောနေတာဒီ A roll လို့ခေါ်တယ်ဒီဗီဒီယိုကြည့်နေရတဲ့အပေါ်ကနေပြောတခုခုပြလိုက်တာဗောနော်သူပြောတဲ့ဟာနဲ့သက်ဆိုင်တဲ့ဟာဗောနော်အဲ့လိုပြလိုက်တာကိုကျွန်တော်တို့က B roll လို့ခေါ်တယ်အဲဒီမှာဆိုလို့ရှိရင်ကျွန်တော် MacBook အကြောင်းနေကျွန်တော်ရှင်းပြပေးတယ်ဗောနော်အဲ့ဒီအပေါ်ကနေပြီးဒီ MacBook နဲ့သက်ဆိုင်တဲ့ဗီဒီယိုတခုခုဒီဘောနဲ့တင်လိုက်တာဗောနော်ဒါကိုကျွန်တော်တို့က B roll လို့ခေါ်တာပဲဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကတော့ voice over ပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ ဒီနေ့တင်စပေးချန်နယ်ဇလန်လေးရတော့အဲဒါကကျွန်တော်ဗီဒီယိုရဲ့အနောက်ကပြောတဲ့ voice over ပဲဖြစ်ပါတယ်ဆိုတော့ဘလို့လုပ်ရဆိုတဲ့အသေးစိတ်ကိုလည်းကျွန်တော်ရှင်းပြထားပြီးသားဖြစ်ပါတယ်အဲ့မှာသွားပြီးတော့ကြည့်ကြည့်လို့ရပါတယ် okay ဟုတ်ပြီအဲ့တော့ကျွန်တော်နောက်တစ်ခုကိုဆက်ပြီးတော့သွားလိုက်ရအောင်နောက်ထပ်တစ်ခုကတော့ကျွန်တော် layer ပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီမှာ layer တစ်ခုပဲရှိတယ်ပေါ့နော်ဒီပေါ်ကနေပြီးနောက်ထပ်အဲဒီလိုဗီဒီယိုလေးထပ်တင်တာဒါဆိုလို့ရှိရင် layer နှစ်ခုဖြစ်သွားပြီးအဲ့ဒီအပေါ်ကနေပြီးတော့ကျွန်တော်ဒီမှာစာသားလေးထပ်တင်တာအဲ မှဆိုရင်ဒီမှာနောက်ထပ် layer တစ်ခု timeline လို့ကျွန်တော်ချက်ပြမယ် timeline လို့ချက်တာလဲ macbook ဆိုလို့ရှိရင် command plus windows ဆိုလို့ရှိရင် control plus အဲဒါတွေကျွန်တော်အသေးစိတ်လေးသင်ထားပေးတာဖြစ်ပါတယ်ဆိုတော့ layer ကြဆိုလို့ရှိရင်ဒီမှာ၃ခုဖြစ်သွားပြီ effect လေးကျွန်တော်ဆက်ပြီးတော့ထည့်မယ်ဗျအဲနော်ဒီဘက်မှာဒီလိုလေးတင်လိုက်တယ်အဲဒါဆိုလို့ရှိရင်ဒီမှာနောက်ထပ် layer တစ်ခုဖြစ်သွားဒီမှာအားလုံးပေါင်း total layer ၄ခုရှိသွားပြီပေါ့နော်အာ layer တွေရောတစ်ခုပြီးတစ်ခုကျွန်တော်အများကြီးထပ်တင်သွားလို့ရတယ်ဒါပေမဲ့တစ်ခုပြဿနာရှိတာကကိုယ့်ရဲ့ laptop ကမနိုင်ဘူးဆိုလို့ရှိရင်တော့ layer တွေများသွားလို့ရှိရင်တော့ဆက်ကလေးသွားတာလို့ နှေးသွားတာလို့ပေါ့နော်အဲ့ဒါဖြစ်တတ်ပါတယ်အဲ့တော့တစ်ချက်သတိထားပေးပါဆိုတော့နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ sync လုပ်တယ်လို့ခေါ်တယ်ပေါ့နော်သူအရှိကကွာ synchronize လို့ခေါ်တယ် synchronize ကကျတော့ဒီအာရုပ်နဲ့အသံနဲ့ကိုကျွန်တော်တခါတည်းထပ်တူကြတော့အောင်လုပ်တဲ့ဟာကိုကျွန်တော် synchronize လုပ်တယ်လို့ခေါ်တယ် ဥပမာဆိုရင်ကျွန်တော်ဒီကင်မရာမှာရိုက်ထားတဲ့ဗီဒီယိုရှိတယ်။အဲကျွန်တော်အတန်ကိုကြတော့ကျွန်တော်ဒီမိုက်ခရိုဖုန်းမှာယူထားတယ်။ကျွန်တော်ဗီဒီယို edit ကြလို့ရှိရင်ဒီရုပ်နဲ့အတန်နဲ့ကိုကွက်တိကြတော့ဘာလို့လဲဆိုတော့ဒီကင်မရာမှာပါတဲ့ဒီ original အတန်ကမကောင်းဘူးပေါ့နော်။ဒီလိုမိုက်ခရိုဖုန်းမှာထွက်တဲ့အတန်ကကောင်းတယ်ပေါ့နော်။အဲ့တော့ဒီအတန်ကိုကျွန်တော်မှာယူတယ်။ရုပ်ကိုကြတော့ကင်မရာဟာကိုယူတယ်။ synchronize ဘယ်လိုလုပ်တယ်ဆိုတာလည်းကျွန်တော်ရဲ့သင်တန်းမှာအသေးစိတ်ကျွန်တော်ရှင်းပြပေးတာရှိပါတယ်။ဒီနမူနာဗီဒီယိုတွေနမူနာအတန်ဖိုင်နဲ့အဲကျွန်တော်လုပ်ပြထားတာရှိပါတယ်။ ဆိုတော့ဒီမှာတော့ကျွန်တော်အသေးစိတ်ရှင်းမပြတော့ဘူးเนาะโอเคဆိုတော့နောက်ထပ်တစ်ခုကိုဆက်ပြီးတော့တွားလိုက်ရအောင်နောက်ထပ်တစ်ခုကကျွန်တော် noise reduction မှာအဲဒါနဲ့ပတ်သက်တာလို့ကျွန်တော် free video လေးတင်လာပြီးသားရှိပါတယ် noise reduction ဆိုတာဘေးကစူညံတန်တွေကိုကျွန်တော်က short ချပေးတာဖြစ်ပါတယ်အဲကျွန်တော်ဆိုလို့ရင်ဒီ video ကိုဒါကျွန်တော်ညတစ်ခေါင်လောက်မှာရိုက်ရတယ်ပေါ့เนาะဘာကြောင့်လဲဆိုတော့ဈေးတွေရှိမဲအဲဆောက်လို့ရေးတွေရှိမဲအမျိုးစုံပေါ့ဗျတခြားဟာတွေရှိတယ်ပေါ့เนาะဒီမှာတည့်ရတဲ့အတိုင်းပဲရန်ကုန်ကတော့ noise reduction ကိုဘယ်လိုလုပ်တယ်ဆိုတာလေးလည်းကျွန်တော်ရှင်းပြပေးမယ်ဒီဗီဒီယိုကျွန်တော်က select မှတ်လိုက်မယ် audio ဆိုတာလေးရှိရနော် audio ကျွန်တော်မှတ်လိုက်မယ် reduce noise လို့ခေါ်တယ်ပေါ့နော်ဒီဟာကိုနှိပ်လိုက်ရမယ်အဲ့တော့ reduce noise ဆိုလို့ရှိရင်ဒီဗီဒီယိုမှာပါတဲ့အတန်တွေကို short ချပေးတာပေါ့နော်အဲစကလုံးကတော့အမျိုးမျိုးခေါ်ကြတယ် noise reduction noise cancellation အဲ reduce noise ဒါအမျိုးမျိုးပြောတယ်ပေါ့နော်ဒါပေမဲ့အတိတ်ဘယ်ကတော့ဆက်စွာကျွန်တော်ပြောသလိုပဲနောက်ခံစုညတ်တန်တွေကို short ချပေးခြင်းပဲဖြစ်ပါတယ် နောက်တစ်တစ်ခုကတော့ stabilization ပေါ့နော်ခါဒီမှာကကျွန်တော်တို့ကဒီဖုန်းနဲ့ကင်တယ်ဗျရိုက်တယ်ဗျအဲ့လိုဗီဒီယိုတွေအဲ့လိုလှုပ်စီလှုပ်စီအဲ့လိုလက်ကလေးအငြိမ်းမနေဘူးကြည့်ရမလားအဲ့လိုဖြစ်နေခါကြလို့ရှင့် အာစတောဗီဒီယိုစတေဘလိုက်လို့ဖို့လိုရပေါ့နော်အဲ့လိုလှုပ်စီလှုပ်စီဖြစ်နေတဲ့ဗီဒီယိုဆိုခေါင်းမူးပြီးတော့ဘယ်သူမှမကြည့်တော့ဘူးပေါ့နော်အဲ့တော့လက်ကိုညင်ညင်ထားသုံးမလို့ရှင်ဒီလို tripod လေးမှာကင်မရာလေးကိုတင်းအဲဒါလေးကိုရိုက်ပေါ့နော်ဒီလို basic ဘယ်လိုရိုက်ရလဲဆိုတော့လေ tripod လေးကဘာလေးသုံးနေလဲဆိုတော့လေကျွန်တော်ဗီဒီယိုလေးလုတ်ထားပြီးသားရှိပါတယ်ဗျဆိုတော့ဒါလေးကိုဘယ်လိုလုတ်တယ်ဆိုတော့လေလက်ကျွန်တော်နမူနာလေးပြပေးမယ်အဲကျွန်တော်ဒီဗီဒီယိုဆက်လက်မှတ်မယ်မှတ်ပြီးပြီဆိုတော့ဒီဘက်မှာကျွန်တော်ဗီဒီယိုဆိုတဲ့ဟာလေးကိုလာမယ်လာပြီးရတဲ့ဒီအောက်ကိုဆက်ပြီးတော့ဆင်သွားဒီမှာ stabilize လို့ခေါ်တယ် အဒါလေးကိုကျွန်တော်ကဆက်လက်မှတ်လိုက်ရုံပဲနော်အားဆိုလို့ရှိရင်အလုံးဝအကုန်လုံးအလုံးစုံငြိမ်သွားတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ဖြစ်နိုင်လို့ရှိရင်ကိုကဗီဒီယိုစရိုက်ခရဲကိုကအရင်မလုပ်တာကောင်းတယ်ပေါ့နော် stabilization ကိုအကုန်သုံးတဲ့ခါကျလို့ရှိရင်ဆက်လက်လေးသလိုအတခါလေးမှာဗီဒီယိုကလည်းဟိုနည်းနည်းကြည့်လို့မကောင်းနိုင်လေဖြစ်ကောင်းဖြစ်တတ်တယ်ပေါ့နော် Okay နောက်တစ်ခုကတော့ကျွန်တော် play head လို့ခေါ်ပါတယ် play head ဆိုတာကဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်ဒီမှာဒီကောင်လေးဒီမှာအဖြူချောင်းလေးတည်းလားအဲဒီကောင်လေးရှုတ်ရတဲ့နေရာကိုကျွန်တော်ရဲ့ဗီဒီယိုကလည်း လိုက်ပြီးတော့အပေါ်မှာဒီ preview window မှာပြောင်းသွားတယ်ဒါကိုကျွန်တော်တို့ကအင်္ဂလိပ်လို play head လို့ခေါ်တာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ soundtrack လို့ခေါ်တယ် soundtrack ဆိုတာပြောချင်တာကတော့ဒီ video ရဲ့အနောက်ကနေပြီးတော့မှကျွန်တော်အသချင်းတွေပါထည့်တာပေါ့နော်ဒါကိုကျွန်တော်က soundtrack လို့ခေါ်တယ်အတခုရှိတာကတွေးကြရသချင်းတိုင်းလည်းကျွန်တော်တို့ကထည့်သုံးလို့မရဘူးအာဘာကြောင့်လဲဆိုတော့ copyright မိတတ်တယ်ပေါ့နော်ဆိုတော့ copyright မမိအောင်လို့ကျွန်တော်ကဖြစ်နေလို့ရှင်တော့သချင်းတွေမသုံးနဲ့အာ copyright လွတ်အောင်သချင်းတွေဘယ်လိုထည့်ရလဲဘယ်ကနေသွားယူပြီးတော့ဘယ်လိုသ ုံးရတယ်ဆိုတာကိုလည်းကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့ရှင်းပြပေးသွားပါမယ်။ Okay နောက်ထပ်တစ်ခုကတော့ sound effect ပဲဖြစ်ပါတယ်။ဥပမာဥပမာဆိုလို့ရှိရင်ကျွန်တော်ဒီမှာအဲဒါဆိုလို့ရှိရင်ကျွန်တော်နောက်က sound effect ထည့်လိုက်တာပေါ့နော်။ဆိုတော့ sound effect ကထည့်တိုင်းလည်းမကောင်းဘူးလိုတဲ့နေရာလေးပေါ့နော်။အဲထည့်လိုက်တာကောင်းတယ်။ဆိုတော့ဒါကိုဘယ်လိုထည့်ရတယ်ဘယ်လိုရှားရတယ်ဆိုတာလည်းအာကျွန်တော်သင်တန်းမှာတော့အသေးစိတ်တော့ပြပြထားတယ်။ဒါပေမဲ့လွဲပါတယ်ဘာမှတော့မခက်ဘူး။ sound effect ဆိုတာက sound ဆိုတာအတန်ပေါ့နော်။အတန်ဆိုတော့ audio ရဲ့အောက်မှာရှိတယ်။ဆိုတော့ audio နှိမ့်မယ် ဒီမှာ sound effect ဆိုတာလေးရှိရယ်เนาะဒီမှာအများကြီးရှိတယ်ဗျကိုကြိုက်တဲ့ဟာကိုယူရဗျအားထောင်ကြည့်အောင်ဒါလေးရပါလိမ့်လား အဲဒါမျိုးတွေပေါ့နော်ဆိုတော့ဒါကတော့ visit အခြေခံသိထားရမယ်ဆလုံးလေးဖြစ်တယ်ပေါ့နော်ဘယ် software ပဲတုံတုံကြိုက်တဲ့ဟာကိုတုံဖုန်းနဲ့ပဲတုံတုံ laptop နဲ့ပဲတုံတုံဗာ video editing လို့ပြောရတဲ့ software တွေအများကြီး app တွေလည်းအများကြီးရှိတယ်ပေါ့နော်ကိုကြိုက်တာကိုတုံလို့ရပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဘယ် software ပဲတုံတုံမှာဒီဆလုံးတွေကျွန်တော်တို့ကသိထားရဲဆိုလို့ရှိရင်ကိုယ့်ရဲ့ video editing မှာလည်းအနည်းငယ်များဆိုလို့အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်အဲ့တော့ CapCut နဲ့ပတ်သက်ပြီးတော့အသေးစိတ်လုံးဝကြောညာချင်းချင်း video editing လုပ်တဲ့ channel ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ CapCut Master Class တွေရှိပါတယ်အသေးစိတ်လာရောက်ပြီးတော့စုံစမ်းလို့ရပါတယ် အားလုံးနောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်ဘိုင်ဘိုင်